2025ခုနှစ်ဧပြီလ18ရက်အနောက်ရီမြမှာဟူဒီရေဒါကွန်ဆိုးပေါ်မှာအပူလှိုင်းတစ်ခု ပေါ်လာခဲ့ပါတယ်။ operator တွေကဒါဟာ drone တစ်စင်းဖြစ်မယ်လို့ယူဆပြီးပုံမှန်ကြားဖြတ်တားဆီးမှုတစ်ခုဖြစ်သဘောထားခဲ့ပါတယ်။သူတို့ဟာ sorry ဒုံးကြီးနှစ်စင်းကိုလက်နက်တက်စင်ပြစ်မှတ်ချိန်တွဲပြီးပစ်လွတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာသူတို့ချိန်တွဲခဲ့တာက drone တစ်စင်းမဟုတ်ခဲ့ပါဘူး။ဒါဟာ B2 Spirit American Leader ရဲ့မမြင်ရတဲ့ data လက်ဖြစ်ပါတယ်။ ရေဒါပြန်လွှတ်တဲ့ဒေါင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပြန်တန်းနိုင်တဲ့တောင်ပံတစုံဖြစ်ပြီးအဆင့်မြင့်ဆုံးခြေရာကန်စနစ်တွေမှာတော့မတွေ့မြင်နိုင်တဲ့သဘောရှိပါတယ်။ဗီဒူပုံကျဲလျင်ကို သူကိုယ်တိုင်ပေါ်လာခြင်းမှသာမြင်တွေ့ရမှာပါ။ဒုံးကြီးရေဟာကောင်းကင်ထဲကိုတောက်လောင်တက်သွားခဲ့ပြီးမြေဗီဒူဟာကြီးရေအမြင့်သို့မရောက်ခင်မှာရင်ပျောက်ွယ်သွားခဲ့ပါတယ်။ပြစ်ချခံရတာမဟုတ်ထိမှန်တာလည်းမဟုတ်ပါဘူး။ရိုးရှင်းစွာပျောက်သွားတာပါ။ဟူဒီရေဟာဘာဖြစ်သွားလဲဆိုတာကိုနားလည်ဖို့အလင်းမြန်ကြိုးစားနေချိန်မှာ B2 Spray ဟာချောမွေစွာအပန်တိတ်စွာဆက်လက်ရွေရှားနေပြီးအိန္ဒိယသမုဒ္ဒရာရဲ့တဝက်အကွာမှာရှိတဲ့ Diego Garcia ကိုအချိန်နဲ့တပြေးညီထောက်လန်းရေးဒေတာတွေကိုပေးပို့နေခဲ့ပါတယ်။အဲ့ဒီညမှာ B2 ကမြင်တွေ့ခဲ့တာနဲ့မျှဝေခဲ့တာတွေဟာကဘာကြီးမျှော်မှန်းမထားတဲ့လက်တုံ့ပြန်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာပုံမှန်တိုက်ခိုက်မှု package တစ်ခုမဟုတ်ပါဘူး။ဒါဟာ Rise Isa ကို drone အုပ်စုနဲ့တိုက်ခိုက်တာ။ဒါမှမဟုတ်ဖြတ်သိမ်းဘောကနေတတိပေးပစ်ခတ်တာမဟုတ်ပါဘူး။ ဒါဟာအခုဆိုရင်အမေရိကန်စစ်တပ်သမိုင်းမှာအကြမ်းဖက်ဆုံးဗျူဟာကြက်ကြနဲ့ပျက်စီးမှုအများဆုံးလေကြောင်းတိုက်ခိုက်မှုတွေကတခုအဖြစ်သိရှိထားတဲ့ဖြစ်ရပ်ကိုဥတီစေခဲ့တဲ့အစာပြိုးအခိုက်အတန့်ဖြစ်ပါတယ်။ရိုင်စာဘုံကျဲမှုဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွေကိုသင်မြင်မှုမယ်ဆိုရင်ရလက်ကိုသင်မြင်မှုပြီးသားဖြစ်မှာပါ။ဒါဟူဒီတွေကအကြီးမားဆုံးအမှားတစ်ခုကိုကျူးလွန်ခဲ့တဲ့အခိုက်အတန့်မှာသူတို့ကမမှန်ကန်တဲ့လင်းကိုပြစ်ခတ်ခဲ့ပြီးလက်တုံ့ပြန်မှုဟာတိကျယုံသာမက ပုံကိုရေးဆန်တဲ့သဘောလေးပါဝင်ခဲ့ပါတယ်။ CN ဒုံးကြီးတွေဟာသူတို့ရဲ့လွတ်တင်လမ်းကြောင်းတွေကနေထွက်ခွာသွားတဲ့အချိန်မှာ Houthi operator တွေဟာအခြေအနေကိုနောက်ကျနေပြီဖြစ်ပါတယ်။သူတို့ဟာအပူလှိုင်းကိုခြေရခံပြီးလမ်းကြောင်းတစ်ခုကိုချိန်တွယ်ခဲ့ကာ American ရဲ့ MQ-9 Reaper drone စင်ကို ပြစ်မှတ်ထားနေတယ်လို့ထင်မှတ်ခဲ့ပါတယ်။ဒါဟာရီမင်ကန်ယိုတန်းတစ်လျှောက်မကြာခဏတွေ့ရတဲ့မြင်ကွင်းတစ်ခုပါ။ ဒါပေမဲ့သူတို့မသိကြတာကဒါဟာရေဒါအချက်ပြမှုတွေကိုပေါ့ပေါ့ပါပါရှာဖွေနေတဲ့လူမဲ့ပလက်ဖောင်းတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာတကယ်မစ်ရှင်တစ်ခုမှလှုပ်ရှားနေတဲ့ဖုံးကွယ်ပုံကျဲလေယာဉ်ဖြစ်ပြီးသူတို့ကိုလည်းပြန်လည်စောင့်ကြည့်နေခဲ့ပါတယ်။မြင်မာတဲ့အမြင်မှာပြန်တန်းနေရင်ရေဒါစုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့ဖုံးအုပ်ထားပြီးလျှက်စစ်တန်းလိုက်လိုင်းတွေကိုပြန်လွှတ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ B2 Spray ဟာပင်လယ်နီလေးပိုင်းတစ်ထည့်ကိုအတန်တိတ်စွာဝင်ရောက်ခဲ့ပါတယ်။သူ့ရဲ့ရေဒါဖြတ်ပိုင်း area ဟာငှက်တကောင်ထက်တောင်သေးငယ်တာကြောင့် တမယိုးကြထောက်လန်းစနစ်တွေမှာနှီးပါမမြင်ရတဲ့သဘောရှိပါတယ်။ဒါဟာထောက်လန်းမှုကိုရှောင်ရှားယုံတာမှာကမေ့လျော့သွားအောင်တိဆောက်ထားတာပါ။ဒါပေမဲ့တနည်းနည်းနဲ့ရေဒါအချက်ပြမှုတစ်ခုခဏတာထိမှန်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဒါဟာဟူသီရေကို ပြစ်ခတ်ဖို့ခွင့်ရေးပေးခဲ့ပြီးသူတို့ကလည်းအဲ့ဒီခွင့်ရေးကိုယူခဲ့ပါတယ်။အယ်ဟူဒါဒါအနီးကကြောက်သားတောင်ကုန်းထဲမှာဖုံးကွယ်ထားတဲ့မစ်ဆိုင်ပစ်စခန်းတစ်ခုကနေမြေပြင်မှဝင်ဟင်သို့ပြစ်လွတ်တဲ့ဒုံးကျည်နှစ်ဆင်းဟာ ညအမောင်းလေးကိုထိုးဖောက်သွားခဲ့ပါတယ်။ B2 ရဲ့အစိမ့်မြင့်ချိန်ချောက်မှုလက်ခံဆက်တွေဟာအနှဲငယ်တာအချက်ပြခဲ့ပါတယ်။မရှင်လေပတ်နေတဲ့လေယာဉ်မှုဟာခံစစ်လှုပ်ရှားမှုတစ်ခုကိုလှုပ်ဆောင်နေပြီးတံပြန်စီမံတွေကိုအသုံးပြုခဲ့ပါတယ်။ဘုံကျဲလင်ဟာငုတ်ဆင်းမှုဒါမှမဟုတ်အပြေးထွက်သွားဖို့မလိုအပ်ခဲ့ပါဘူး။သူ့ရဲ့ဖုံးကွယ်နိုင်စမ်းကိုဒီဇိုင်းထုတ်ထားတဲ့အတိုင်းပျောက်ကွယ်သွားစေခဲ့ရုံပါ။ဒေါ်ဂျီရီဟာပြတ်မှတ်ချိန်တွယ်မှုကိုဆုံးရှုံးခဲ့ပြီးပောက်ကွဲမှုမရှိထိတွေ့မှုမရှိဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ B2 ပေါ်က အာယုံခံဆက်တွေကတော့အားလုံးကို မှတ်တမ်းတင်ခဲ့ပါတယ်။ပြစ်လွှတ်မှုလမ်းကြောင်းတွေအနီအောက်ရောင်ကြီးအချက်ပြမှုတွေဒုံးကြီးလမ်းကြောင်းတွေနဲ့အရေးအကြီးဆုံးကတော့ပြစ်လွှတ်တဲ့နေရာရဲ့တိကျတဲ့ coordinate တွေပါ။ Diego Garcia မှာဒီအချက်လက်တွေကိုအချိန်နဲ့တပြေးညီ mission channel တွေကိုတိုက်ရိုက်ထည့်သွင်းခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲခွဲချမ်းစိတ်ဖြာသူတွေကမူလအစပြုရာနေရာကိုအမှတ်သားပြုပြီးအနီးတစ်ဝိုက်ရဲ့မြေမျက်နှာသွင်းပြင်ကိုမြေပုံဆွဲကာ အနီးအနားမှာရှိတဲ့အပူပစ္စည်းတွေရဲ့အပူလှိုင်းအချက်ပြမှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ဘုံကျဲလင်းကအခုလေးတွင်ဖမ်းယူခဲ့တာဟာတီးတန့်ချိန်ချောင်းမှုတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာရွေးချားနိုင်တဲ့ပြစ်လွတ်မှုကုန်ရက်တစ်ခုရဲ့အစိပ်ပိုင်းဖြစ်ခဲ့ပါတယ်။ဟူဒီရေနေရာပြောင်းဖို့အလှည့်မြန်စူးစမ်းနေချိန်မှာ American Leader ဟာအဲ့ဒီနေရာရဲ့အပြည့်အဝတိုင်းနာမှု profile တစ်ခုကိုတိစောက်ပြီးသားဖြစ်နေပါတယ်။ဒီမှာပဲအခြေအနေတွေပြောင်းလဲသွားခဲ့ပါတယ်။ပုံမှန်အားဖြင့် B2 လို့အစိမ့်မြင်လင်းတဲ့ဇင်းဟာ မရှင်ပြီးဆုံးမှာ data တွေကို တင်ပို့ပြီးနောက်ထပ်လုပ်ဆောင်မှုတွေကိုမြေပြင်အမိန်ပေးရေးဌာနကဆုံးဖြတ်စီမှာပါ။ဒါပေမဲ့ဒီညမှာ မတူညီခဲ့ပါဘူး။ B2 Spirit ဟာထောက်လန်းရေးလက်ပတ်မှုတစ်ခုသာလုပ်ဆောင်နေတာမဟုတ်ပါဘူး။သူ့မှာ GPU 57ကြီးမားတဲ့လက်နက်ထိုးပေါက်ပုံတွေ Massive Ordnance Penetrators နဲ့မြေအောက်ခိုင်ခံပစ်မှတ်တွေအတွက်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတဲ့ JDM ဘုံတွေအပြည့်အဝတက်ဆင်ထားပါတယ်။အမိန်ပေးရေးဌာနဟာဆုံးဖြတ်ဖို့နိုင်ပေါင်းများစွာမလိုအပ်ခဲ့ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုရှိပြီးသားဖြစ်နေပါတယ်။ B2U ပေါ်တိုက်ခိုက်မှုကိုတိုက်ရိုက်ရန်စမှုတစ်ခုဖြစ်သတ်မှတ်ခဲ့ပြီးချက်ချင်းလက်တုံပြန်မှုအမိန့်ပေးခဲ့ပါတယ်။ B2U ကလက်တုံပြန်မှုဟာကြီးကျယ်ခံရတဲ့အတန်ပေါက်တွေနဲ့မလာပါဘူး။တတိပေးချက်တွေဒါမှမဟုတ်တဖြည်းဖြည်းတိုးမြင့်မှုတွေမပါဝင်ပါဘူး။ကောင်းငင်ကိုအလင်းတန်းတွေနဲ့မလင်းစေပါဘူး။ဒါဟာအတန်တိတ်စွာ တိကျစွာပြီးပြည့်စုံတဲ့အံအားသင့်မှုနဲ့ရောက်လာတာပါ။ မြန်မာရဲ့အမြင့်မှာတိန်တွေနဲ့ကမ္ဘာမြတ်တပြင်ကွင်းချမှုအောက်မှာဖုံးကွယ်ထားရင်ဘီဒူးဟာလမ်းကြောင်းကိုပြန်လဲချိန်ညှိခဲ့ပါတယ်။အမိန်ဘေးရဌာနကနေတိုက်ခိုက်မှု profile တစ်ခုတင်ပို့ခဲ့ပြီးလေရင်ဟာတောင်ဘက်ကိုအနှဲငယ်အနှဲငယ်သာစောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီသိငယ်တဲ့ပြုပြင်မှုဟာသူ့ရဲ့လက်နက်တင်ဆောင်မှုကိုဟူတီနေရာရဲ့ပြီးပေဆုံးတဲ့တိုက်ခိုက်ကွာဝေးတဲ့ရောက်အောင်လုံလောက်ခဲ့ပါတယ်။မြေပြင်ပေါ်ကတပုံတွေဟာပြစ်ချမှုကိုမျက်မြင်အတည်ပြုဖို့မိုးကုတ်စဝိုင်းကိုဆက်လက်စစ်ဆေးနေကြမှာ B2 Separate ဟာ GPS coordinate တွေကိုချိန်တွယ်ပြီးဘုံချဖို့ပြင်ဆင်ခဲ့ပါတယ်။ပထမဆုံး JDAM ဘုံနှလုံးဟာအတန်မထွက်ဘဲလွှတ်ချခဲ့ပါတယ်။ဒီဘုံတွေဟာစွဲငင်အားနဲ့ပြုတ်ကျပြန်တန်းနေရင်ပြုပြင်ချိန်ထိခဲ့ပြီးပြင့်မှတ်ထားတဲ့1မီတာအတွင်းထိမှန်ခဲ့ပါတယ်။ဒါဟာဖုံးကွယ်ထားတဲ့ view ဟာဘန်ကာနောက်မှာတည်ရှိတဲ့ပစ္စည်းစင်တာတစ်ခုဖြစ်ပါတယ်။ပောက်ကွဲမှုဟာချက်ချင်းဖြစ်ပွားခဲ့ပြီးဒုတိယကြိမ်ပောက်ကွဲမှုတွေကတောင်ကုန်းတစ်ခုလုံးကိုလင်းထိန်စေခဲ့ပါတယ်။ တချိန်ကပြစ်လွတ်မှုအမှတ်ဖြစ်ခဲ့တဲ့နေရာဟာအခုဘုံပေါက်ပြီးပြိုကျသွားတဲ့တွင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီမှာအဆုံးသတ်မသွားပါဘူး။နောက်ထပ်ဘုံနှလုံးကိုဆက်လက်လွှတ်ချခဲ့ပြီးထောက်လန်းရေးချက်လက်တွေကအမိန်ပေးရေးဝန်ထမ်းတွေဒါမှမဟုတ်ခဲယမ်းပစ္စည်းတွေတင်စီထားတယ်လို့အမှတ်သားပြုထားတဲ့မြေအောက်ခိုင်ခန့်အဘိုးကကိုပြစ်မှတ်ထားခဲ့ပါတယ်။ပေါင်9000လေးတိန်ရှိတဲ့ထိုးဖောက်ဘုံတွေဟာသူတို့ရဲ့အလုပ်ကိုထမ်းဆောင်ခဲ့ပါတယ်။ ဟူဒီရေးပြစ်လွတ်ချိန်ကနေနောက်ဆုံးပေါက်ကွဲမှုထိ15မိနစ်ထက်နည်းတဲ့အချိန်သာကြာမြင့်ခဲ့ပါတယ်။ယုံကြည်မှုပြည့်နယ်ပြစ်လွတ်ချိန်ကနေပြည်စုံနယ်ပျက်စီးမှုထိ15မိနစ်ပဲရှိခဲ့ပါတယ်။ B2 ကတော့အဲ့ဒီချိန်မှာထွက်ခွာသွားခဲ့ပြီးအနောက်ဘက်ကိုတက်လျက်မမြင်ရပဲထိတွေ့မရနိုင်ပဲမစ်ရှင်ပြီးဆုံးသွားခဲ့ပါတယ်။ B2 ရဲ့ရီမင်ပေါ်ကရှိနေမှုဟာပြသဖို့အတွက်မဟုတ်ခဲ့ပါဘူး။ဒါဟာနက်ဆိုင်နဲ့တိုက်ခိုက်မှုစွမ်းရည်အတွက်ဆေလွတ်ခဲ့တာပါ။ မျက်နှာပြင်အစင်းဘုံကျဲတိုက်ခိုက်မှုတွေမလုံလောက်တဲ့အခါလိုအပ်တဲ့စွမ်းရည်မျိုးပါဒါဟာရှည်တန်းလေရင်တစင်းမဟုတ်ပါဘူးယူဟာကြကြအေးပါတဲ့လီဗာတစ်ခုပါဒါဟာတစ်ခါရွေရှားလိုက်ရင်ကြီးမားတဲ့တစုံတရာရလာရမယ်ဆိုတာကိုသိတာပါတယ်ဒါပေမဲ့2025ခုနှစ်မှာတော့ဒါဟာရန်သူတွေကိုအံ့အားသင့်စေနိုင်တော့မှာပဲ၁၀သုနှစ်ပေါင်းများစွာအဆင့်မြင့်တင်မှုတွေတံပြန်အစီအမံတွေနဲ့ရေဒါတော်လန်ရေးတွေရှိခဲ့ပေမဲ့ B2 Spray ဟာတရေတစေတကောင်လိုလဲပတ်နေတော့မှာ ါဟာလေချောင်းရံကာဝေးရေးကွန်ရက်တစ်ခုလုံးကခြေရာခံဖို့မအောင်မြင်ခဲ့တဲ့လေရင်ဖြစ်ပါတယ်။ဒါကြောင့်ဟူဒီရရဲ့ B2 ကိုပြစ်ခတ်ဖို့ဆုံးဖြတ်ချက်ဟာအန်ရယ်ရှိုံတော်မကမစင်မကျင်လဲဖြစ်ခဲ့ပါတယ်။သူတို့ကဘာကိုပြစ်မှတ်ထားနေလဲမသိခဲ့ပါဘူး။သူတို့ကဘာကိုရန်စလှုံ့ဆော်မိလဲမသိခဲ့ပါဘူး။ပြီးတော့သူတို့ရဲ့မအောင်မြင်တဲ့တိုက်ခိုက်မှုဟာအလွန်တိကျတဲ့ data စီးတောင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေကိုနောက်ဆက်တွဲမစ်ရှင်တွေကိုအပြည့်အဝတိကျသာလှုပ်ဆောင်နိုင်စေခဲ့တယ်ဆိုတာကိုလည်းသူတို့လုံးဝမသိခဲ့ပါဘူး။အဒီညမှာ B2 ဟာဘုံတွေကိုခြောက်ယုံတာမကပါဘူး။ဒါဟာစစ်မြေပြင်ကိုအမှတ်သားပြုခဲ့ပါတယ်။ထောက်ပံ့ရေးဂိုဒေါင်တွေကိုမှတ်သားခဲ့ပြီးဆက်သွယ်ရေးဗဟိုဌာနတွေကိုမြေပုံဆွဲခဲ့ပြီးအပူလိုင်းပုံရိပ်တွေကိုဖမ်းယူတာပူပေါင်းစစ်စင်ရေးဌာနတွေကိုအချိန်နဲ့တပြေးညီပေးပို့ခဲ့ပါတယ်။ဒါဟာအမေရိကန်ခွဲခြမ်းစိတ်ဓာတ်တွေကို ူတီစစ်စင်ရေးတွေရဲ့အချိန်နဲ့တပြေးညီလှုပ်ရှားမှုကို မြင်တွေ့နိုင်စေခဲ့ပါတယ်။ဒါအလုံးကို သူကမမြင်ရတဲ့အခြေအနေမှာလှုပ်ဆောင်ခဲ့တာပါ။ GPU 38 JDM ဘုံးနေနဲ့ AGM 88 Hamdong ကြီးတွေတည်ဆောင်ထားတဲ့ Honor တိုက်လေရင်တွေဟာ Yimeng Canyon စီ off hit ပြီးပြန်တန်းသွားခဲ့ပါတယ်။ဒါဟာဆွဲထားတဲ့စစ်စင်ရေးတခုမဟုတ်ပါဘူး။ဒါဟာ6မိနစ်ကြာမုံတိုင်းတခုပါ။ပထမဆုံးပြတ်မှတ်တွေဟာ B2 ကညွှန်ပြထားတဲ့နေရာတွေမှာအတိအကျရှိနေခဲ့ပါတယ်။ စီရက်ဒုံးကြီးနှစ်ဆင်းပြစ်လွတ်ခဲ့တဲ့သဲဘက်ထရီတစ်ခုပါ stratosphere အမြင့်နီးပါးကနေလွှတ်ချခဲ့တဲ့တိကျတဲ့ဘုံတွေဟာဖုံးကွယ်ထားတဲ့အလွှာတွေနဲ့ကွန်ကရစ်တွေကိုဖောက်ထွင်းပြီးထိမှန်ခဲ့ပါတယ်။အဲဒီနေရာဟာမီးလောင်ပြီးအပြက်စီးတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ဒုတိယကြိမ်ပေါက်ကွဲမှုတစ်ခုကမြေအောက်မှာခဲယမ်းပစ္စည်းတွေဖုံးကွယ်ထားတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ဘုံကျဲလေယာဉ်တွေဟာဒီမှာရပ်တန့်မသွားပါဘူး။ တောင်ဘက်သို့2ကီလိုမီတာအကွာမှာမြေအောက်ဆက်သွယ်ရေးဗဟိုဌာနတစ်ခုကိုနောက်တစ်ခုပြင်မှတ်ထားခဲ့ပါတယ်။ဒီဗဟိုဌာနဟာရက်သက်တပတ်ပေါင်းများစွာအတန်တိတ်နေခဲ့ပြီး B2 ကအမှတ်သားပြုလိုက်အမှတ်သားပြုလိုက်တဲ့အချိန်မှာပဲပေါ်ပေါက်လာခဲ့ပါတယ်။ယူဟာဘန်ကဖြတ်ပုံးတစ်လုံးကဒါကိုမြေပုံပေါ်ကနေဖျက်ဆီးပစ်ခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲဘုံကျဲလိန်တွေဟာခိုင်ခန့်တဲ့ပြစ်မှတ်တွေစီကြွေဝင်လာချိန်မှာ Truman တိုက်လေယာဉ်တွေက Rasa Isa ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာစိတ်ကန်းတစ်ခုသာမကပါဘူး။ ဗျူဟာကြကြအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။လောင်စာစီငွေကြေးရွေးရှားနိုင်မှုပါ။ဟူဒီတွေကအမေရိကန်ဟာဒီနေရာကိုစစ်ပွဲထိတွေ့မှာမဟုတ်ဘူးလို့ထင်မှတ်ထားခဲ့ကြပါတယ်။အရက်သားတွေများလွန်းတာနဲ့အန်ဒီယေများလွန်းတယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မမှန်ကန်ခဲ့ပါဘူး။ဒေတာဆန်တော်ချိန် တနာယီ18မိနစ်မှာပထမဆုံးစူပါအော်နယ်တိုက်လေရင်တွေဟာအနည်းရောင်ပင်လယ်ပေါ်ကိုနှိမ့်ကျသွားပြန်တန်းလာခဲ့ပါတယ်။သူတို့ရဲ့ရေဒါချက်ပြမှုတွေဟာ ဂရိုလာအနှောက်ယှက်ပေးမှုနဲ့ဖုံးကွယ်ထားပြီးလောင်စာစီတိုင်းကြီးအုပ်စုတွေနဲ့မြေအောက်ဥမယ်လှိုင်းကောင်းတွေပေါ်မှာ JDAN ဘုံတွေကိုခွဲစိတ်မှုလို့တိကျစွာလွှတ်ချခဲ့ပါတယ်။စက္ကန့်30အောက်အတွင်းမှာပဲဒုတိယကြိမ်ပေါက်ကွဲမှုဟာစိတ်ကဲရဲ့မြောက်ဘက်ကန်နာကိုဖောက်ထွင်းပျက်စီးစေခဲ့ပါတယ်။အပူလိုင်းပုံရိပ်တွေကတစ်ခုပြီးတစ်ခုမီးလောင်နေတဲ့အပူစုံတွေကိုအစီအစဉ်တကျပြသခဲ့ပါတယ်။ဖတ်စာအုပ်ထဲကလို့ဝင်းဆက်တုံ့ပြန်မှုတစ်ခုပါ။ ဒုတိယလှိုင်းရောက်လာချိန်မှာစိတ်ကန်းဟာမိโกတလူလူတောက်လောင်နေတဲ့ခြောက်ကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီမှာအဆုံးသတ်မသွားပါဘူး။ကန်းလုံးမှာအလတ်ဘတ်အဆင့်ဖြတ်တင်းမောတစင်းကသူ့ရဲ့ VLS ဆဲရီကိုဖွင့်လှစ်ပြီးတော်မာဟော့ခရစ်ဒုံးကြီးနှစ်စင်းကို ကောင်းကင်စီလွတ်တင်ခဲ့ပါတယ်။ဒီဒုံးကြီးတွေဟာပင်လယ်ပြင်ပေါ်မှာနှိမ့်ကျစွာအကွေ့အကောက်ပြန်တန်းရင်ရာအစ္စာရဲ့တောင်ဘက်နယ်စပ်စီဥတီသွားခဲ့ပါတယ်။ထောင်လိုင်းရဲ့ချက်လက်တွေအရ အဲ့ဒီနေရာမှာလက်နက်လွှဲပြောင်းမှုတစ်ခုဆိုင်ရာစီလှုပ်ဆောင်နေတယ်လို့ညွှန်ပြထားပါတယ်။ဒါဟာရေနံတူလောင်ရုံအဖြစ်ဖုံးကွယ်ထားတဲ့ဂိုဒေါင်တစ်ခုထဲမှာဖြစ်ပါတယ်။ဒုံးကြီးတစင်းကအစာဦးကိုတိုက်ရိုက်ထိမှန်ခဲ့ပြီးနောက်တစင်းကတန်တရားရှိတဲ့ဥမင်လှိုင်ကောင်းဝါမှာမြုပ်နှံပြီးအထက်ကကြောက်သားမျက်နှာပြင်ကိုပြိုကျစေခဲ့ပါတယ်။စုစုပေါင်းတိုက်ခိုက်မှုအချိန်ဟာ6မိနစ်အောက်သာကြာမြင့်ခဲ့ပြီးထိမှန်ခဲ့တဲ့ပြစ်မှတ်ပေါင်း18ခုရှိခဲ့ပါတယ်။ဟူဒီတွေဟာအလင်းမြန်တုံ့ပြန်မှုစူးစမ်းနေခဲ့ပါတယ်။ ရေဒီယိုဆက်သွယ်မှုတွေဟာထုတ်လွှင့်နေရင်းကပဲအတန်တိတ်သွားခဲ့ပြီးရေဒါစခန်းတွေလည်းပိတ်သိမ်းသွားခဲ့ပါတယ်။အနီရောက်ရောင်ကြီးပုံရိပ်တွေကအလင်းမီးမပါပဲအတွင်းပိုင်းကိုထွက်ပြေးနေတဲ့ရင်တွေကို ပြသခဲ့ပြီးတချို့ရင်တွေမှာတကားတွေတောင်ဖွင့်ထားခဲ့ပါတယ်။ညှိနှိုင်းထားတဲ့တုံ့ပြန်မှုလက္ခဏာမရှိသလိုလက်တုံ့ပြန်မှုလည်းမရှိခဲ့ပါဘူး။ပင်ဒဂွန်ထဲမှာမစ်ရှင်မှတ်တမ်းတွေပြန်ရောက်လာခဲ့ပြီးတတ်မှတ်ထားတဲ့ပြစ်မှတ်စုံပြင်ပမှာထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ အမေရိကန်ဘက်ကထိခိုက်မှုမရှိခဲ့သလိုအဓိကကြီးမှန်းချက်အားလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီမစ်ရှင်ကိုတမိုင်းဝင် ဖြစ်စေခဲ့တာကပျက်စီးမှုတွေမဟုတ်ပါဘူး။ဒါကိုဖြစ်ပေါ်စေခဲ့တဲ့အစပြုမှုပါ။သူတို့ထင်မှတ်ခဲ့တဲ့နှေးကွေးစွာရွေရှားနေတဲ့ drone စင်းကိုပစ်ခတ်ခဲ့တဲ့အမှားတစ်ခုကြောင့်အမေရိကန်ရဲ့ဖုံးကွယ်လေကြောင်းစွမ်းရည်လေရင်တင်သင်းမော့အခြေဆိုင်စင်အားနဲ့တိကျတဲ့စစ်ပွဲဆိုင်ရာအယူဆတွေရဲ့အပြည့်အဝဒေါသထွက်မှုကိုစင့်ခေါ်ခဲ့ပါတယ်။ဒါဟာလက်စားချေမှုအတွက်မဟုတ်ပါဘူး။ မူဝါဒတွေပါဒါဟာပြစ်လွတ်တဲ့နေရာတစ်ခုကိုဖျက်ဆီးဖို့အကြောင်းမဟုတ်ပါဘူးဒါဟာအီရန်ကစပြီးမော်စကိုအထိကြီးနေတဲ့သူအားလုံးကိုအမေရိကန်ဟာနှစ်ကြိမ်အထိရန်စမခံရဘူးဆိုတာကိုတတိပေးဖို့ပါဒီသတင်းစကားဟာကြဲလောင်စွာရှင်းလင်းစွာတန်မဏိနဲ့ပို့ဆောင်ခဲ့ပါတယ်ဟူဒီတွေအတွက်တော့ဒါဟာရက်ဆက်မှုတစ်ခုနဲ့အတူရောက်လာခဲ့ပါတယ်သူတို့ကဘုံကျဲလေရင်ဒစင်းကိုပြက်ခတ်ခဲ့တာမဟုတ်ပါဘူးသူတို့ကသူတို့ထိန်းချုပ်နိုင်မှာမဟုတ်တဲ့ဒစုံတရားစီကိုတကားဖွင့်လိုက်တာပါ နေထွက်ချိန်မှာရာအစ္စာကမိဂိုရီဟာအာကာသတွေကနေမြင်တွေ့နိုင်ခဲ့ပါတယ်။အနီရောက်ရောင်ကြီးဂျိုရုတွေကတချိန်ကလောင်စာစီစိတ်ကန်းဖြစ်ခဲ့တဲ့နေရာရဲ့အပူလိုင်းအချက်ပြမှုတွေကိုဖမ်းယူခဲ့ပါတယ်။အခုတော့ဒါဟာပင်လယ်နီကန်ယူရန်တစ်လျှောက်မဲနှက်ပြီးကျိုးပဲ့နေတဲ့မိဂိုတလူလူထနေတဲ့ပုံရိပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ဟူဒီပိုင်နဲ့ထဲမှာအရာအားလုံးဟာ တိတ်ဆိတ်နေခဲ့ပါတယ်။အလွန်တိတ်ဆိတ်လွန်းလာပါတယ်။ package alpha ပြီးဆုံးသွားတဲ့အချိန်မှာ ဒေတာကန်ရေဒီယိုဆက်သွယ်မှုတွေဟာတုံညနီးပါးအထိကျဆင်းသွားခဲ့ပါတယ်။ကြမ်းရှိတဲ့အနှဲငယ်သောစကားပြောဆိုမှုတွေဟာထိတ်လန့်ပြီးအစိတ်စိတ်အမွှားမွှားဖြစ်နေခဲ့ပါတယ်။တချို့ယူနစ်တွေကဘ ਹੁ အမိန်ပေးရေးဌာနနဲ့ဆက်သွယ်မှုပြတ်တောက်သွားတယ်လို့အစီရင်ခံခဲ့ပြီးတချို့ကတော့ထပ်မံဆက်သွယ်မလာခဲ့ပါဘူး။မြေပြင်အာယုံခံစက်တွေကရင်တန်းတွေကိုစွန့်ခွာပြီးခြေလျင်ထွက်ပြေးနေတဲ့လူပုဂ္ဂိုလ်တွေကိုဖမ်းယူခဲ့ပါတယ်။ဒါပေမဲ့လူသိရှင်ကြားထုတ်ပြန်ကြမှရှိခဲ့သလိုလက်တုံပြန်မှုဆိုင်ရာတရားဝင်ကြေညာချက်လည်းမရှိခဲ့ပါဘူး။ တိတ်ဆိတ်မှုနဲ့မိခိုးတွေသာရှိခဲ့ပါတယ်။ဟူဒီတွေဟာဘာဖြစ်သွားလဲဆိုတာကိုသိခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာအမေရိကန်ရဲ့တုံ့ပြန်မှုဟာဘလောက်မြန်ဆန်မလဲ။ဘလောက်နှိုင်းဆိုင်သွားသတိပေးမှုမရှိဘဲတိုက်ခိုက်နိုင်မလဲဆိုတာကိုရှော့တွက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကလေးက Ras Isa ဟာဗျူဟာကြကြမမြင်ရတဲ့အဆက်ပြောက်တစ်ခုဖြစ်ရပ်တည်ခဲ့ပါတယ်။ Sorry ဦးဆောင်တဲ့လေးချောင်းတိုက်ခိုက်မှုတွေအထွတ်ထိပ်ရောက်နေချိန်မှာတော့ဒီစိတ်ကန်းကိုထိတွေ့မှုမရှိခဲ့ပါဘူး။ရာအီစာကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ချက်ဟာစက်ပန်းမဟုတ်ခဲ့ပါဘူး။ ဒါဟာလောင်စာစီအကြောင်းဒါမှမဟုတ်လက်စားချေမှုအကြောင်းလည်းမဟုတ်ပါဘူးဒါဟာဖြူဟာကြကြအာတာချက်အတွက်ပါဒီစိတ်ကန်းဟာရေနံတိုးလောင်ရုံတစ်ခုတောင်မကပါဘူးဒါကထောက်ပံ့ပို့ဆောင်ရေးကိုစွမ်းအားပေးပြီးဒရုန်းထုတ်လုပ်မှုကိုရန်ပုံငွေထောက်ပံ့ကအနောက်ရီမင်းတစ်ခွင်မှာစာဝတ်ဆက်သွယ်ရေးအတွက်ဗဟိုချက်တစ်ခုအဖြစ်ဆောင်ရွက်ခဲ့ပါတယ်အမေရိကန်ထောက်လန်းရေးဟာဒီနေရာရဲ့ထွန်းကားလာမှုကိုလာပေါင်းများစွာခြေရာခံခဲ့ပြီး ဒါဟာအခြေခံအဆောက်အဦတစ်ခုမဟုတ်ပဲစစ်ဘက်ဆိုင်ရာဗဟိုချက်တစ်ခုဖြစ်အခန်းကဏ္ဍအတွက်အကြောင်းပြချက်တစ်ခုတည်ဆောက်ခဲ့ပါတယ်။ဗီဒူးကိုပြစ်ခတ်ခံရတဲ့အချိန်မှာဒီသတ်မှတ်ချက်ဟာ theory တစ်ခုကနေပြစ်မှတ်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပြီးစီးမင်းတွေလည်းပြောင်းလဲသွားခဲ့ပါတယ်။တိုက်ခိုက်မှုပြီးဆုံးပြီး24နာရီအတွင်းမှာရေနံဈေးကွက်တွေပြောင်းလဲသွားခဲ့ပြီးကဘာတဝမ်းကကာဝယ်ရေးခွဲခြမ်းစိတ်ဖြာသူတွေဟာဘာဖြစ်သွားလဲဆိုတာကိုအတိတ်ပဲဖွင့်ဆိုဖို့အလှည့်အမြန်စူးစမ်းခဲ့ကြပါတယ်။စာဟွက်ချန်နယ်တွေထဲမှာ ဟူဒီရဲ့အတွင်းပိုင်း message တွေဟာထိတ်လန့်မှုထက်ပိုနေဆိုင်တဲ့တစုံတရာကိုထင်ဟပ်ပြခဲ့ပါတယ်။ဒါတွေကရှုပ်ထွေးမှုတွေ၊ radar စနစ်တွေဆုံးရှုံးသွားမှုနဲ့ပတ်သက်ပြီးထက်ခါတလဲလဲမေးမြန်းမှုတွေ၊ GPS အချက်ပြမှုတွေ၊အနှောက်အယှက်ဖြစ်မှုနဲ့ပတ်သက်တဲ့စုံစမ်းမှုတွေ၊ cyber တိုက်ခိုက်မှုဆိုတဲ့ကောလာဟာလာတွေကို ပြသခဲ့ပါတယ်။အရာရှိတွေကဌာနချုပ်စီကအဖြေတွေတောင်းဆိုခဲ့ပေမဲ့အဲ့ဒီဌာနချုပ်ဟာမရှိတော့ပါဘူး။သူတို့မသိခဲ့တာက B2 ရဲ့ data package ဟာ လက်တုံပြန်တိုက်ခိုက်မှုတစ်ခုကိုဖြစ်ပေါ်စေရုံသာမကဆက်သွယ်ရေးမူပေါင်းတစ်ခုလုံးကိုပြိုကျစေခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ